တင်ဆက်ပေးမယ့်သတင်းကတော့ရော်နယ်ဒိုရဲ့စာရင်းသိမ်းတဲ့အတူ Nation League Champions ကိုပေါ်တူဂီရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာကစားခဲ့တဲ့ Nation League ဘောလုံးပွဲမှာပေါ်တူဂီယားစပိန်ကိုပင်နတီဆုံးဖြတ်တဲ့အနိုင်ရပြီးချန်ပီယံဆုရအောင်နိုင်ခဲ့သလိုအသင်းကောင်းဆောင်ရနဲ့တို့ကလည်းစာရင်းသစ်တစ်ခုကိုရအောင်နိုင်ခဲ့လို့သိရပါဗျ။စပိန်တင်ဟာတာမန်ပွဲချိန်မိနစ်60အတွင်းဥဆောင်ကို2ချိန်သွင်းနိုင်ခဲ့ပေမယ့်ပေါ်တူဂီကရှီပါကိုရေးသွင်းနိုင်ခဲ့တာကြောင့်အချိန်ပိုနဲ့ပင်နတီဆုံးဖြတ်ပြီးရောက်ရှိခဲ့တာဖြစ်ပါတယ်။ တာမန်ပွဲချိန်အတွင်းမှာနှစ်ခုစီတီကြခဲ့ပြီးအချိန်ပုံမှာလည်းဂိုးထက်မသွင်းနိုင်လို့ပန်တီဆုံးဖြတ်ကြံခဲ့ရမှာပေါ်တူဂီက၅ခု၃ခုနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီရခဲ့တဲ့ဒုတိယရှိပါကိုသူယူနိုင်ခဲ့တာကြောင့်ရိုနယ်ဒိုဟာနေရှင်းလိပြန်ပွဲတိုင်းမှာအသက်အကြီးဆုံးဂိုးသွင်းသူဖြစ်နေဆင်းသင်နိုင်ခဲ့ပါတယ်။အသက်40နဲ့လေးလရှိဖြစ်တဲ့ရိုနယ်ဒိုရဲ့သွင်ကိုဟာပေါ်တူဂီသင်အတွက်သွင်ယူတဲ့138ဂိုးများဖြစ်ခဲ့သလိုကစားသမားဘဝမှာသွင်ခဲ့တဲ့938ဂိုးများသွင်ကိုလည်းဖြစ်ခဲ့လို့သိရပါဗျ။ ဒီတဲ့ကိုတော့ညီချင်းဝါပေးပို့လာပါ